ဒီနေ့ခေတ်ကတချို့ရှောကြီးကလေးရှိတယ်ဆိုလို့ရှင်အမြင်အားဖြင့်ကြည့်ပြီးတော့အထင်ကြီးသွားတယ်အထင်ကြီးသွားတယ်အာသူ့ကြည့်ရတာရုပ်ကလည်းချောလိုက်တာလူပုံစံလေးကြည့်ရတာစမတ်ကိုကြားတော့မယ်ရှောက်ချောပြီးစမတ်ကြရုံနဲ့သုံးမရဘူး နော်ဘဝတစ်ခုထူထောင်မှုအတွက်လုံလောက်တဲ့အတ္တမွေပညာလုံလောက်တဲ့ကြိုးစားအထောက်မှုဘာမှမရှိပဲနဲ့ရုပ်ကလေးမျှရှိနေတယ်လို့ပဲတလုံးနော်ကျုပ်ချောတာချက်စားလို့မရဘူးဆိုတော့ရှင်းစကားလို့ဖြစ်ရှုပ်ချောနေမှာသမင်းရှားစားလို့ရမှာမဟုတ်ဘူးအလုံးလုံးမှာသမင်းစားရမှာ ပြောလို့ရင်ကတော့စီးပွားဖြစ်အောင်ပညာရေးအထက်တန်းရောက်အောင်လူအထက်တန်းကြအောင်အောင်မြင်မှုရရှိအောင်ဆိုလို့ချင်းချုပ်ချောနေုံနဲ့မရဘူးတကယ်အလုံးလုံးမှအလုံးကိုလုံးတဲ့တူအောင်လုံးမှအောင်မြင်အောင်လုံနိုင်စွမ်းရှိတဲ့အခြေချင်းလက်ရှိမှ ောင်မြင်တဲ့သူတယောက်ဘဝမှာအတိတ်ပဲရှိတဲ့သူတယောက်အဖြစ်နဲ့ရက်တည်နေနိုင်မှာဖြစ်တယ်တချို့ကအဲ့ဒါမမြင်ဘူးမမြင်တော့ကျောချောတယ်သူတို့များကဝိုင်းပြီးတော့ပြောရင်ကိုယ့်ကိုယ်ထင်းနေကြည့်သဘောတွေကြားဒီရုပ်ပဲတာလောလောဘုံစင်သာကျောကြီးဘန်းပြပြီးတော့ပွေတယ်ရှုပ်တယ်အမျိုးသမီးထဲလဲတွေ့တယ် ။အိုးမြို့သမီးတွေဆိုလို့ချင်းလားမြို့သားတွေထဲလဲတွေ့ပြီးတော့အရာကစားတယ်။ဒီနေ့ကတော့နှုံပေါ်လေ။ချူစားတယ်ခေါ်လာတာဘလို့ခေါ်လာတာ။ကိုချရာဘောကိုရပြီကိုကြီးချင်းတော့ကိုလောက်ကန်စားတာမဟုတ်ပဲနဲ့။ကျုပ်ဗန်းပြပြီ သူများကို လိန်ညာလှဲ့ပြသွေးဆောင်ဖြားရောက်ပြီးတော့လှုပ်စားတယ်ဆိုတာ။ရှိရှိမှာကိုအန်ရဲ့ကိုလက်ရက်ခေါ်နေတယ်လို့ပဲယောက်ျားလေးဆိုလို့ရှင်လည်းမဖြစ်တဲ့ရောဂါတွေဖြစ်တတ်တယ် နာမည်ပြတ်တတ်တယ်မင်္ဂလေးဆိုရင်လည်းမဖြစ်တဲ့အဆရာကွယ်အကျိုးနဲ့ကိစ္စတွေဖြစ်တတ်တယ်နော်အဲ့ဒါအဲ့ဒါအဲ့ဒါရုပ်ချောတယ်ဆိုတိုင်းအဲ့ရုပ်ကချက်စားလို့ရတာမဟုတ်ဘူးအဲ့ဒါအဲ့ကိုယ့်ရဲ့ရုပ်ရည်အသွင်မျိုးမှာတာယာရစ်မှုပြီးတော့အချိန်ကုန်ခံမနေနဲ့ရုပ်ကိုဗန်းပြပြီးတော့လှုပ်ရှားမနေကြနဲ့ဘုရားတို့တည်းအောင်မြင်ရေးအတွက် ကိုချရာဘောကိုရက်နိုင်အောင်လုပ်ငန်းတစ်ခုပညာရေးသလက်ပညာရေးစီးပွားရေးဇလက်စီးပွားရေးစောက်ချပြီးတော့သူတို့တို့အညာဒေသအတုံးတော်လက်ကြောတင်အောင်လုပ်ဖို့လိုတယ်ပေါ့ဗျာသူတို့နိုင်ငံကသူများနိုင်ငံထက်ဆင်းရဲနေကြတဲ့အခါကျတော့သူတို့ဘုကျော်အောင်စကားနဲ့ပြောရလို့ရှင်သူများတလန့်နှိုင်းခင်ဗျားတို့က၄၅၆လမ်းလမ်းမှရမယ်ဆိုတာလို့ပေါ့ အဲ့ဒါ၄၅၆လမ်းလမ်းနိုင်မှအဲ့ဒါလူသားစေနေနိုင်မဲ့သဘောဖြစ်တယ်၄၅၆လမ်းလမ်းနိုင်မှလူသားစေနေနိုင်မဲ့သဘောဖြစ်တယ်ဒါကြောင့်မို့ကြိုးစားအားထုတ်ဖို့လိုတယ်ပေါ့ဘဝတစ်ခုရည်တည်နိုင်ဖို့ဆို လို့ချင်းတဲ့ဒီလိမ္မာဉာဏ်ပညာရှိဖို့လိုတယ်ဒီလိမ္မာဉာဏ်ပညာမရှိရင်လှုပ်တင်လားမလှုပ်တင်လားမားလားမှန်းလားမသိတော့အလွဲချော်တော့ရင်နစ်နာရတတ်တယ် နဲ့ကြိုးစားအားထုတ်မှုဝိရိယလိုတယ်ဝိရိယမရှိဘူးသိတော့သိတယ်ဘာမှမလုပ်ချင်ဘူးပြင်းနေတယ်ဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးတချို့ယောက်ကလည်းသိချောတယ်စာလည်းတက်တယ်ပညာလည်းရှိတယ်လဲလဲလဲတယ်သို့တော်လည်းပဲပြင်းတော့ဘာမှမလုပ်တော့ဘာမှမဖြစ်ဘူးအဲ့လိုလူတွေလည်းရှိသေးတယ်လူပြင်းလေးတွေနော်နောက်တစ်ခုကဘာလဲဆိုတော့ မိရာလက်ရှိဖို့လိုတယ်ဘဝတခုအောင်မြင်မှုမိရာဆိုတာမိဘတော်၎င်းပြည်စည်းဥစားငွေကြေးပြည့်စုံတဲ့သူ၎င်းကိုယ့်ရဲ့လုပ်ငန်းကိုအားပေးထောက်ပံ့ကူညီမဲ့ငွေကြေးအရင်းအနှီးအဲ့ဒါအဲ့လိုမိရာကောင်းလက်ရှိဖို့လိုတယ်ပေါ့အဲ့ဒါရည်ရွယ်ချက်တွေရှိတယ်ပညာတွေတက်ထားတယ်စူးစမ်းတယ်ဆိုတော့မိရာကောင်းကိုမရှိတဲ့အခါကျရင်းနှီးမရှိတော့အောင်မြင်အောင်မလုပ်နိုင်ဘူး အဲအဲ့လိုမရမရှိဆိုကိုယ့်ကိုမိရဆာရမယ်ကိုတို့ကိုချုံပြီးကိုယ့်ကိုကြိုးစားရမယ်ဆိုရင်လည်းအမှားယွင်းခံလို့မရဘူးအဲ့ဒီကြတော့ပညာရှိသွားရှိမှရလိမ္မာကျွမ်းကျင်မှုလို့တဲ့ကောရုံးတဲ့လုပ်ငန်းကိုအဲမလို့အရာအတေးလိမ္မာပညာရဲ့ကြိုးစားတော်မူဝိရိယရဲ့ကံကြီးပဲအားကိုးနေလို့မရဘူးနော်ဆိုတော့ကြိုးစားရတယ်ဆိုတာဒါပစ္စုပန်ကံပဲအတိတ်ကံဆိုတာအတိတ်ကံအားရှိသည့်အားလျော်စွာပြည့်စုံတဲ့ဘဝ ကြောင်းနေနိုင်ပညာသင်ခွင့်ရတဲ့ဘုရားစီပွားရေးလုပ်နိုင်မှုရဲ့အရင်းနှီးပြည့်စုံတဲ့ဘဝအနေထားမျိုးကိုရထားတာဒါအတိတ်ကံရဲ့ပြည့်စုံမှုပစ္စုပန်မှာជីវတော်တဖို့ဆိုတာကတော့အတိတ်ကံစီပုံချလို့မရဘူးပစ္စုပန်မှာကြိုးစားအားမှုဝိရိယတို့ကိုယ့်ရဲ့လိမ္မာကျွမ်းကျင်မှုအသိပညာတို့ဒါရင်နဲ့လည်းဆိုင်နေတယ်နော်ဒါရင်နဲ့ဆိုင်နေတယ်ဒါကမလို့အဲ့လိုအသိလိမ္မာဉာဏ်ပညာတွေကိုခြေထန်းတင်ပြီးတော့ဝိရိယနဲ့ပေါင်းစပ်ပြီးတော့ပစ္စုပန်ကံတွေကောင်းအောင်အားထုတ်ပြီးတော့အောင်မြင်တဲ့လူတွေဖြစ်အောင်ကြိုးစားကြဖို့လိုတယ်ပေါ့ နော်ကိုကျော်ကြီးပြည်စုံတာလေးနောက်လိုက်ရပြီးတော့ตายရင်မှုပြီးတော့မနေကြနဲ့ကျော်ကြီးပန်းပြပြီးတော့လည်းပြောခြင်းပါခြင်းပွေခြင်းရှုပ်ရှင်တာတွေမလုပ်ကြနဲ့တချို့လူငယ်လေးတွေအသက်ရွယ်ရှိတော့ယောဂီကပြည်စုံတယ်အဲနောက်ကိုလိုက်ပြီးတော့တခါတည်းသူတို့လုံးရတဲ့လည်းပဲသူတို့ပွေတယ်ရှုပ်တယ်အမျိုးသမီးတွေဆိုရင်လည်းအဲ့ဒါရှုပ်ရှက်ခံနေတတ်တယ်ကြာနေပြီးနေရတာလေးတယ်နော်ရုပ်ရည်ဆိုတာအချိန်တိုင်းပြည့်စည်သွားမှာပဲဘယ်သူမှအသက်40 50ဒီရုပ်ကခံရမအောင်ပါဘူးအလုံးစုံ အလွန်ဆုံးရှိ30ကျော်ကျော်ပေါ့ဥစဉ်အထင်တော့35 40ဝန်းကျင်ဆိုရင်ဒါရုပ်ရည်အလားပါတာပျောက်ဆုံးသွားတာဟိုကဘဝလုံးရက်တည်နိုင်မှုတဲ့ခုမှအာမခံချက်ဘဝအာမခံချက်ရှိတဲ့စီဝါရေးအောင်မြင်မှုပညာရေးအောင်မြင်မှုတစ်ခုခုရှိတာမှဖြစ်မှာရုပ်ကတစ်သက်လုံးဘဝလုံးတည်သွားလို့ရတာမဟုတ်ဘူးချိန်ကာလတိုင်းတာတစ်ခုကြောင့်လို့အုံမင်းသွားပြီဆိုရင်ပျက်စီးသွားမှာဒါကြောင့်မလို့ကိုအောင်မြင်မှုကိုရှည်တန်းတယ်ပြီးလုံငယ်တဲ့အနေနဲ့မိသားစုရဲ့အနာဂတ်တွေတိုင်းပြည်ရဲ့အနာဂတ်တွေအတွက်အားထုတ်ကြဖို့လိုတယ်ပေါ့ ဥစဉ်တော်ဇတ်တော်တစ်ခုတည်းမှာဒီမတိနာဆိုတဲ့လူတယောက်ရှိတယ်သူကရုပ်ကတိတ်ချောတယ်စမတ်ကြတယ်ခွာဗလာနဲ့ပြည့်စုံတယ်စစ်သူကြီးကြတို့ကိုသူကယူထားတယ်သို့တော်သူဘာမှမလုပ်နိုင်ဘူးသူမှရှင်းရှင်းမရှင်းသူကရုပ်ကြီးပြည့်စုံတာကျတော့ဘရင်စီမှာလူရောင်ပြတယ်နောက်ကဆူလာတနုတ်ကဟာလို့ခေါ်တယ်လေးတီကျော်လေးသမားကအဲ့ဒါအကုန်ဆောင်ရွက်ပေးရတယ်သူကိစ္စတယ် မလေးမောင်မင်းကြီးသားကသူများဆောင်ရပေးတဲ့ကိစ္စကိုသူကဘယ်တိုင်းမှလုံနိုင်သလားအောင်မယူမာနတွေတက်ပြီးမယူမသိမလေးမစားလုပ်တယ်ဘယ်အောင်ပြီးမသိနဲ့ဒီအလားဆူလာတဲ့တော့ကလေးသမားပေါ်မှာပြီးမသိနဲ့အဲ့ဒီဇကန်းတဲ့ကျုပ်ချောတဲ့စမက်ချာတဲ့လူကပေါ့လေနောက်ကြတော့သူ့အကြောင်းကိုသိသွားပြီးယာရုအာနာတကုံလက်လွတ်ဆုံးရှုံးပြီးတော့အကုန်လုံးငကိုဘွားကိုပြန်ရောက်သွားတယ်ပျက်စီးသွားတယ်ပေါ့အဲ့ဒါကိုယ့်ရဲ့အဆင်းမြပြည့်စုံတာကိုရင်မူးမိလို့ ဘဝမှာအာမခံချက်ရှိတဲ့ဘဝအာမခံချက်နဲ့ကိုယ့်ဘဝကိုရက်တည်နေလောက်တဲ့အနေအထားအခြေချင်းကိုယ်တိုင်မရှိပါဘဲနဲ့သူများကိုမေးပြီးတော့ကိုယ်အစင်းကိုများနဲ့မာနတလွဲမာနထားပြီးတော့ပြည့်စည်သွားအောင်ဆာအေးဒီနေ့ခက်လဲကိုယ့်ရဲ့ရုပ်ရည်အစင်းပြည့်စုံမှုနောက်မှာရှင်းမှုပြီးတော့ခါတယ်ပျော်ပါလိုက်စားနေကြမယ်ကိုယ့်ဘဝအောင်မြင်မှုအတွက်မစင်စားကြဘူးဆိုရင်ရုပ်ရည်အစင်းဆိုတာအချိန်ကာလတစ်ခုမှာပြည့်စည်သွားမှာဖြစ်တဲ့အတွက်ကြောင့် ဘဝနေဝင်ချိန်မှာဒုက္ခတွေနောင်တတွေနဲ့အဆုံးသတ်ကြရတယ်မြဲဗျာ